မင်္ဂလာပါခင်ဗျာ ARD ကပတ်စင်တင်ဆက်နေတဲ့အရီတာစကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့တရုတ်ကိုဒူးထောက်လိုက်ရတဲ့မင်းအောင်လှိုင်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ ARD မြန်မာပိုင်းအရီတာကျော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARD ရဲ့အရီတာချုပ်ကိုအောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကိုကျော်ပါဟုတ်ကဲ့အားလုံးကြားသိပြီးတဲ့အတိုင်းပဲပေါ့လေအမန်ဒီထိန်းချုပ်ထားတဲ့ လာရှုမျိုးကိုဟလာဒီတရုတ်ရဲ့ဂျာဝန်ဆွတ်ဖက်မှုနဲ့ပဲဒီစစ်ကောင်စီကိုပြန်အပ်နေတာဖြစ်ပါတယ်လက်ရှိအခြေအနေကပေါ့လေဆိုတော့ဒီလာရှုမျိုးနဲ့ဒီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခဆိုလို့ရှိရင်လဲဟလာဒီ2029စစ်စင်ဒုတိယလှိုင်းမှာစစ်ကောင်စီရဲ့တက်တဲ့အကုန်လုံးဒီကုကန့်လက်အောက်ကိုကျခဲ့တာဖြစ်ပါတယ်အခုကတော့တရုတ်ရဲ့ဟလာပျော်ပျော်တင်းတင်းဂျာဝန်ဆွတ်ဖက်မှုကြောင့် ဒီမပေးခြင်းမနဲ့ပေးလိုက်ရတဲ့အခြေအနေပေါ့လေဆိုတော့ဒီအခြေအနေနဲ့စပြီးကျွန်တော်တို့ဆွေးနွေးလိုက်ကြရအောင်ပေါ့လေဟုတ်ဆိုတော့ last show မျိုးနောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်တော့တနက်တစ်ချက်မှမဖောက်ဘဲနဲ့ last show မျိုးကိုပြန်သိမ်းနိုင်တယ်ပေါ့ကုံယူဆရာကြီးပေါ့ကုံယူဆရာကြီးပေါ့ဒါကတော့ဒါရှောင်းလင်းရှောင်းလင်းတိုင်းခွက်တည်းရဲ့အထာတွေပေါ့နော်ဆိုတော့အဲ့ရှောင်းလင်းတိုင်းဆရာကြီးမပန်လဲသူဒီမျိုးကိုပြန်သိမ်းနိုင်မှုအနေထားမရှိပါဘူးဒါကြောင့်လည်းဒီနေ့ကျွန်တော်တို့ရဲ့ခေါင်းစဉ်ကတော့တရုတ်ကိုတူးထောက်ခဲ့တဲ့ မင်းအောင်နိုင်ပေါ့နော်ဆိုတော့လာရှိုမျိုးအခြေအနေကတော့ကျွန်တော်တို့ပြီးခဲ့တဲ့၂ရက်၃ရက်မှာကျွန်တော်တို့နားလည်တာကတော့တရုတ်အထူးကိုယ်စားလှယ်တင်ရှိချင်းကိုယ်တိုင်လာတယ်ဟလာပြီးတော့မြန်မာတပ်တွေပြန်ဝင်လာတယ်အဲပြီးတော့ MND ကိုကန်တပ်တွေပြန်ဆုတ်သွားတယ်ပြီးတော့အပြစ်ကစောင့်ကြည့်အဖွဲ့တရုတ်ကနေဦးဆောင်တဲ့အဖွဲ့အနေပြီးတော့လာရှိုမျိုးထဲမှာထိုင်နေဆိုတဲ့အော်တော့ကျွန်တော်တို့နောက်ဆုံးသိထားတဲ့အခြေအနေပေါ့နော်ဆိုတော့အာတရားဥပဒေစိုးမိုးရေးတို့ဒီမြို့နယ်အုပ်ချုပ်ရေးကိစ္စတွေ ီးတော့လာရှုံးမြို့ပေါ်မှာရှိတဲ့စစ်နေရက်ွက်ကိုထိန်းချုပ်မှာတော့အမြန်မာတက်စစ်ကောင်စီတက်ဖြစ်ပြီးတော့လာရှုံးမြို့ဝင်းကျင်ကိုမှရှိတဲ့ရွာတွေကိုတော့ဟလာ MND ကိုကန့်တက်တရားနေပြီးဆက်ပြီးထိန်းချုပ်ထားမယ်လို့ကျွန်တော်နားလိုက်ထားတယ်ဒါပေမဲ့အဲ့နောက်မှာအဲ့နောက်ကွယ်မှာတော့ဟလာလောက်ကရင်ထိကိုကန့်တက်တွေပြန်စီခြင်းနေဆိုတဲ့သဘောထားတော့တရုတ်မှာရောစစ်ကောင်စီမှာရောရှိပုံရပါတယ် ဆိုတော့နောက်ဆုံးမိတ်တော့ကျွန်တော်မြင်တာကတော့လာရှုမြို့ပြည်သူတွေရဲ့အနေထားပါအဲ့ဒါတော့ကိုကျော်ခောက်ပြောသေးခြင်းနဲ့ဒါပေမဲ့လောလောဆယ်မှာတော့ဟလာ MNDA အနေနဲ့မြောက်ဘက်မှာရှိတဲ့အဖွဲ့တွေအနေနဲ့ကတော့တရုတ်ကသူတို့ကိုဒဲမျိုးနင်းပြီးတော့ဒီကြောင်းဝင်စစ်ဆက်ရေးကိုလုပ်နေတယ်ဆိုရက်လေတန်းနေကျွန်တော်ထွက်နေတာတွေ့ရပါတယ်ဟုတ်ကဲ့ဒီသူတို့ရှီယာအတန်နေကြားရတာတော့ခုနကောင်စောပြောသလိုပေါ့လေဒီစစ်တပ်ရဲ့လေတန်းနဲ့တော်တော် တူတယ်ပေါ့ဒီ ကိုကန့်ကိုလောက်ကင်မှာပြန်နေဖို့အာဒီ DNL ကိုဆိုလို့ရှိရင် number 2ဘက်ကိုထိဆုပ်ဖို့နဲ့ AA ဆိုလို့ရှိရင် laser ထိတောင်ပြန်နေဖို့ဆိုတော့ဟိုဒီသူတို့ရဲ့ဒီဆန္ဒတွေရှိတယ်ဆိုတော့ပုံစံမျိုးပြောလာတာရှိတယ်ဗောလေအဲ့တော့အဓိကတော့ ဒီလာရှိုးကနေပြီးတော့တရုတ်မြန်မာနယ်စပ်တကြောအရင်တိုင်းပဲပြန်ပြီးတော့သွားစီခြင်းနဲ့ဆိုတဲ့သဘောမျိုးတက်ရောက်တာပေါ့လေတဘောကတော့ဘုံနေမြဲကြာနေမြဲဘုံနေမြဲကြာနေမြဲအခြေအနေကိုပြန်လို့ခြင်းတွေဆိုတဲ့သဘောမျိုးဖြစ်ပါတယ် DRI ကိုတောင်းဆိုဖို့သွားတောင်းဆိုခဲ့တဲ့သူတွေကလည်းစစ်တပ်ပဲဖြစ်ပါတယ်စစ်တပ်ကနေပြီးတော့သွားတောင်းဆိုတဲ့ချက်တွေပေါ်မှာလူမျိုးပြောဆိုလာကြတဲ့အခြေအနေတွေလို့နားလဲရတာပေါ့လေမြို့ကန်တွေကတော့အခုလက်ရှိအခြေအနေကိုကြိုက်တဲ့သူတွေရှိတယ်မကြိုက်တဲ့သူတွေရှိတယ်ပေါ့လေမြို့ကန်တွေကတချို့ဘလို့လူတွေကကြိုက်လဲဆိုတော့စစ်တပ်က စစ်တပ်ကိုထောက်ခံတဲ့သူတွေကတော့စစ်တပ်လာမအောင်ကြိုက်တာပေါ့လေဒါပေမဲ့တချို့နောက်ထပ်ကြိုက်တဲ့သူမျိုးကတော့ဒီစစ်တပ်ကဒီနေရာကိုအုပ်ချုပ်ခွင့်မရဘူးဆိုလို့ရှိရင်မြို့ကိုဘုံကျဲမအောင်စိုးရင်တာဒီလူတွေကတော့ဘုံမကျဲဘူးပြိပက္ခတွေမရှိဘူးငါတို့အဆောက်အုံတွေမပြတ်ရင်ရပြီဆိုတဲ့သူတွေပေါ့လေနောက်တစ်မျိုးကကြတော့ဒီမြို့ကိုဘုံကျဲခဲ့တယ်ပြီးတော့တိုင်းပြည်ကိုအာဓမအာနာသိမ်းခဲ့တယ်သူတို့ပေးခဲ့တဲ့မဲတွေကိုပြစ်စလက်ခတ်လုပ်ပြီး ဟိုအာနာသိမ်းခဲ့တယ်မထီမဲ့မြင်ပြည်သူတွေကိုတက်ဖြတ်ခဲ့တယ်ဆိုတော့စစ်တပ်ကိုဘလို့မှမလိုချင်ကြဘူးပေါ့နော်ဆိုတော့ဒီလိုဟိုလူတွေအများစုရှိတယ်နောက်တစ်မျိုးကကြတော့တရုတ်ကသူ့နိုင်ငံမဟုတ်ဘဲနဲ့သူ့နိုင်ငံလိုမျိုးလာရှုမျိုးပေါ်မှာလာပြီးတော့စီမံကုတ်ကဲနေတဲ့ပုံစံကိုမကြိုက်ကြတာရှိတယ်မြို့ကန်နေကြတယ်မှာပေါ့လေဒီလိုအမျိုးမျိုးကြိုက်တဲ့မကြိုက်တဲ့အခြေအနေတွေရှိနေတာပေါ့လေကျွန်တော်ကျွန်တော်ပါသွားသားတတိယလဲဆိုတော့ပြည်ရင်းအားပြည်ရင်းမှာပဲရှိတယ်လို့ပြောတဲ့ဒီစစ်ကောင်စီခေါင်းဆောင်ရဲ့စကားပါတတိယလဲပေါ့ မှန်ပါတယ်အခုတောင်းတူထောက်နေရတယ်ဆိုတော့အခုဒါကြောင့်မလဲသူအဝေဘန်ခံနေရတာပေါ့အရင်တော့ကတော့ပြပအာကိုပစိန်ရိုးဆိုပြီးတော့ပြောခဲ့တဲ့သူတို့ရဲ့ဆောင်ပုတ်ကအခုတော့တရုတ်အာကိုပစိန်ရိုးဖြစ်သွားတာပေါ့ဟုတ်တယ်မလားအဲ့ဒါဖြစ်သွားတာပေါ့အခုတော့အဲ့လိုအဝေဘန်ခံနေရတာပေါ့လေတကယ်ဆိုလို့ရှိရင်စစ်တပ်ရဲ့လက်ရှိအနေအထားလာရှိုးမျိုးပေါ့မြေပြင်ကနေပြီးတော့လာမယ်ဆိုလို့ရှိရင်ဖက်နှက်တစ်ဖက်တောင် ကျူးကျော်လို့မရတဲ့အခြေအနေဖြစ်ပါတယ်သူတကယ်တမ်းလုံနိုင်တာက ဟလာမြို့ဘုံကျဲဖြက်စီးနိုင်တဲ့အခြေအနေပဲရှိတယ်ဗောလေဒီဟိုလေချောင်းကနေပြီးတော့တရုတ်တာဒီလိုစွတ်ဖက်မှုတွေမလုတ်ခဲ့ဘူးဆိုလို့ရှိရင်ဟလာဒီနေရာကိုသူတို့ပြန်လာနိုင်စရာအကြောင်းမရှိဘူးဗောလေဟုတ်တယ်ဒါကြောင့်ဟလာဘာဘလို့အကြက်ကင်မှုတွေကြောင့်ဘလို့အခြေအနေတွေကြောင့်များဒီလာရှိုးခုလိုပြန်အပ်လိုက်ရတဲ့အခြေအနေတွေဖြစ်လာတယ်လို့သုံးသပ်မိလဲကောင်းစောအနေနဲ့ဘာကြောင့်စုပ်ပြီးလိုက်ရတယ်လဲပေါ့နော်ဆိုတော့ ကျွန်တော်မြင်တာတရုတ်ကဂျာဝင်မှုကတော့အလုံးမြင်ပြီးသားဖြစ်ပါတယ်။အဲကျွန်တော်တို့အရင်တော့လုပ်ငန်းတစ်နှစ်ကပြင်ကြည့်မယ်ဆိုရင်ကျွန်တော်1027ရှိ1027 line လုံးရှိတယ်။နှစ်ခုဖြစ်ခဲ့တယ်။1272ဖြစ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာအဲ့နောက်ပိုင်းမှာတော့အဲတရုတ်နိုင်ငံကြီးဝန်ကြီးဝန်ကြီးကိုယ်တိုင်နေပြည်တော်လာတာတွေ့တယ်ပြီးတော့အဲ့မှာသူစီးသုံးစီးကိစ္စပြောတယ်ပြီးတော့စစ်ကောင်စီကလုံးမဲ့စစ်ကောင်စီကလုံးမဲ့ ရွေးကောက်ပွဲဆိုတော့ထောက်ကန်နေစဒီသမျိုးထက်တာကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ချက်ကတော့ပီကင်းမှာရှိတဲ့နိုင်ငံတိုင်းဝန်ကြီးဌာနအပါအဝင်အစိုးရအရာရှိကြီးတွေကနေပြည်တော်ဗိုလ်ပြုစဉ်းစားတာပေါ့နော်အဲ့ဒီအချက်ကအဓိကအချက်တစ်ချက်လို့ကျွန်တော်စဉ်းစားတယ်မြန်မာစစ်တပ်နဲ့နေပြည်တော်ဗိုလ်ပြုစဉ်းစားတာပေါ့နော်နောက်တစ်ချက်ကတော့စစ်တပ်ပြိုသွားမှောင်တဲ့ကွာဆိုရင်စစ်တပ်သားလင်သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်မဲ့သူလို့သူကအခုချိန်ထိတတ်မှတ်ထားပုံရပါတယ်နောက်ဆုံးတစ်ချက်ကတော့ သူ့ရဲ့ဒီပထမပထမနိုင်ငံရေးနဲ့သူ့ရဲ့အကျိုးစီးပွားကိစ္စပါပဲဆိုတော့ BRN project ပေါ့နော် အတရုတ်က BRN project ရှိတယ်တရုတ်က CMEC တရုတ်မြန်မာစင်ကြံလန်ကိစ္စတွေရှိတယ်အိန္ဒိယသမုဒ္ဒရာတိဖောက်မဲ့ project တွေရှိတယ်ပြီးတော့မြေထားမြေထားလန်ကိစ္စတွေရှိတယ်ဟာလာပြီးတော့ကြောက်ဖြူရှိတယ်ရေနံသဘောတန့်ွက်တွေ investment လုပ်ထားတာတွေရှိတယ်ဆိုတော့ဒါတွေအားလုံးကတရုတ်ရဲ့အကျိုးစီးပွားတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ အခုပြည်ရင်းစစ်ဖြစ်နေတဲ့ခါမှာအဲ့ဒီမြေထားလမ်းဖောက်မဲ့ကိစ္စတွေနောက်အိန္ဒိယအိုရှန်ကိုသွားမဲ့ကိစ္စတွေအကုန်လုံးကအကုန်လုံးကအခုချိန်မှာရပ်ဆိုင်းထားရတယ်ပေါ့နော်ဒါတွေကိုပြန်ဆပြန်ဆကျင်တဲ့ဆန္ဒကလည်းတရုတ်မှာဒီမှာရှိတယ်ပေါ့ဆိုတော့ဒါကြောင့်လည်းတရုတ်ရဲ့ဝင်ရောက်ဆုတ်ဖက်မှုကိုကျွန်တော်တို့အခုမြင်ရတယ်မြန်မာပြည်တည်ငြိမ်မှပဲဒီလုပ်ငန်းတွေပြန်ဆလို့ရမှာပေါ့ဒါကြောင့် အခုလာရှို့ကိုတင်းပြီးတဲ့ကိစ္စမှာတော့တိကျကလာရှို့ကိုတင်းတဲ့ကိစ္စကိုတိကျဆိုပြလုံးဝလက်မခံဘူးဆိုတော့ကျွန်တော်တို့အရင်ကလည်းဆွေးနွေးခဲ့ပြီးသားဖြစ်တယ်။ဆိုတော့ဒီချိန်မှာတော့တိကျကိုယ်တိုင်ကထဲထဲဝင်ဝင်လာပြီးတော့ဂျားဝင်စစ်ဆက်ဆွေးနွေးတယ်။တစ်ဖက်ကလည်းသူတစ်ဖက်ကလည်းသူအပြစ်ခံရဲ့ဆဲဘုတ်ကိစ္စအတင်းဖိအားပေးတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဆိုတော့အဲ့နောက်ထပ်တစ်ခုကတော့ဟိုဒီကိုကန့်မှာလည်းတော်တော်လေးအကျက်တဲဖြစ်နေတဲ့သဘောရှိပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာကြီးကိုတင်းပြီးမှ တမခလို့နေရာယူတင်ပြီးတော့မှလာဒီတမိုင်းဝင်တင်ပြီးတော့မှဒါယူဘသူကပြန်ပေးခြင်းမှာလဲပေးခြင်းမှာမဟုတ်ပါဘူးဒါတော့သိကြပါတယ်ဆိုတော့သူတို့အကြက်ကင်ထားတဲ့အချက်တွေအများကြီးရှိနေမှာလဲကျွန်တော်တို့ဒီနေရာတွေကိုတင်ပြီးတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတင်ထားတဲ့မြို့တွေဘုံကျဲမခံရအောင်တကယ်လေတင်ထားတဲ့နေရာတွေဘုံကျဲခံရတယ်ဒါသည်ဒီသဘောတူညီချက်တွေထဲမှာတစုံတရာပါဝင်ကောင်းပါဝင်နိုင်တယ်နောက်တစ်ခုကဒီတရုတ်မြန်မာနယ်စပ်ကမြို့တွေဆိုလို့ရှိရင်လေတရုတ်ကိုအမိခိုထားရတဲ့ ကြောင်းတရားတွေအများကြီးရှိတယ်ဒီကြားထဲမှာမှခုနအခုချိန်အထိ transaction ဆစ်စင်ဒုတိယလမ်းနေပြီးတော့လက်ရှိအချိန်အထိတရုတ်ကဖြစ်ငါပြက်ဒီချမှတ်ပြီးတော့အကြက်ကင်လာတာရှိတယ်။အဲ့ဒါကတော့လာဒီရိတ်ခါဆေးဝါးလောင်စာစီဆက်သွယ်ရေးနဲ့ခီးသွလာခွင့်တွေဖြတ်ထားတာရှိတယ်။ဆိုတော့အဲ့လိုအကြက်ကင်မှုတွေပြင်ခုနလိုနေဆက်မှာမိခုနေရတဲ့အခြေအနေတွေကနဲ့ဒီမျိုးတွေကိုမတိမငြိမ်ဖြစ်စေနိုင်တဲ့အခြေအနေတွေကဒီအလောင်းကစားထဲမှာပါဝါတယ်လို့ သုံးသက်လို့ရတာပေါ့မှန်တာပေါ့မှန်တာပေါ့ဒါကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့မြန်မာစစ်တပ်ကတော့အရင်တော့ဖြက်လေးပြက်ဆိုပြီးတော့တိုင်းသားတက်တွေတိုက်တဲ့ကောင်ဖြက်လေးပြက်တိုက်တယ်ပေါ့တရုတ်ကတော့အခုတစ်ဖြက်ထပ်တိုးပြီးတော့ဖြက်၅ပြက်နဲ့ pressure ပေးတာအချက်ကင်တာပေါ့နော်ဆိုတော့ဘာလို့ပြနေလဲဆိုရင်မြောက်ပိုင်းတစ်ချောင်းမှာချေကုတ်ယူပြီးစခန်းချပြီးနေတဲ့တနက်ကန်တောင်းလိုက်အဖွဲတည်းတရုတ်ပေါ်မှာဘလောက်ဒီမီကိုနေရာလဲဆိုတော့တစ်ဖက်ကကြည့်မြင်နေ တကယ်ဆိုလို့ရှိရင်ဟာဒီလက်ရှိအာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဆိုလို့ရှိရင် तू ကတကယ် तू လောက်ခဲ့တဲ့သူ့ခြေရာတွေကိုပြန်ကြည့်မယ်ဆို तू ကတရုတ်ဆန့်ကျင်ရေးသမားဖြစ်တယ်ဒီလက်ရှိအခြေအနေမှာ तू ဘာကြောင့်တူထောက်လိုက်ရလဲဒါနဲ့ပတ်သက်ပြီးလဲဆွေးနွေးပါအောင်ကောဆိုတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကတရုတ်ဆန့်ကျင်ရေးစိတ်သက်အဖြစ်ရှိတယ် तू ဘေးနားမှာဝင်းရံထားတဲ့သူတွေကလည်းတရုတ်ဆန့်ကျင်စိတ်သက်ရှိတဲ့သူတွေဖြစ်တယ်ဆိုတော့အဲ့လိုစိတ်သက်အဖြစ်နဲ့တရုတ်ဆန့်ကျင်ရေးကိုလည်းသူတို့ ဟလာတိုးတိုးတို့မျိုးကြကြတဲ့မျိုးလုတ်ခဲ့ပူတာတွေကျွန်တော်တို့ရှိခဲ့တယ်လုပ်ငန်းရဲ့ဆန်တဲ့ကဖြတ်သန်းမှုကိုပြန်ကြည့်မယ်ဆိုရင် तू တက်ချုပ်ဘဝကိုရတဲ့တက်ချုပ်ရာတို့ရတဲ့အချိန်အစားပဲ तू ပထမဆုံးသွားတဲ့နိုင်ငံဗီယက်နမ်နိုင်ငံဖြစ်တယ်ဗီယက်နမ်နိုင်ငံဖြစ်တယ်ကျုပ်နိုင်ငံမဟုတ်ဘူးဆိုတော့နောက်ပိုင်းမှာလည်း तू ဟာရုရှားတို့ဘယ်လာရုစ်တို့ယူကရိန်းတို့อิสราเอลอะไรเนี่ยตัวဆက်ဆံရေးပို့ပြီးတော့ကောင်းအောင်သူက調査ခဲ့တာတွေ့ရတယ်เนาะအဲ့တော့တရုတ်စန့်ကျင်ကိုလည်းတက်ထိုင်းမှာသူကအကြီးကျယ်လုပ်ခဲ့တာကျွန်တော်တို့တွေ့ရတယ် ဒါတွေကိုကြည့်မယ်ဆိုရင်ဘုတ်ချုပ်ကြည့်မရအောင်လည်းလောက်တာတွေကိုတရုတ်ကမသိမှုအကုန်သိတယ်။သူကတရုတ်ဆန့်ကျင်စိတ်သက်ရှိတယ်ဆိုတော့သိတယ်။ဒါကိုကျွန်တော်တို့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုပြန်ကြည့်မယ်ဆိုဒီရင်တော့နာဝရနာဝရနာဝတနာဖခင်မှာတာဝန်ယူခဲ့တဲ့ဒုဘုတ်ချုပ်ကြီးအဲဒုတိယဒုတိယဘုတ်ချုပ်မူကြီးမောင်အေးကိုကြည့်မယ်ဆိုရင်သူကတရုတ်ဆန့်ကျင်စိတ်သက်အပြည့်ရှိတယ်။ဘုတ်ချုပ်ကြီးမြောင်းလန်တို့ကလည်းအဲဒီဘုတ်ချုပ်ကြီးမောင်အေးအောက်ကနေကြီးပြင်းလာတဲ့သူတွေသူတို့ရွေးချယ်ပြီးခန့်ခဲ့တဲ့သူ ဆိုတော့ပိုချိုကြီးမောင်ရေးဆိုရင်လည်းဘတော်မှတရုတ်ပြူတရုတ်ဝင်ခီးစဉ်တစ်ခါမှမသွားခဲ့ဘူးဆိုတော့သူတို့ကတကယ်ကိုတရုတ်ဆင့်ကျင်စိတ်တက်နေတဲ့သူတွေပေါ့နော်ဆိုတော့တရုတ်မှာတော့ကျွန်တော်နားလဲမှာတရုတ်မှာ punishment လို့ခေါ်တယ်သူဆုံးမတယ်ဒီမှာ policy ရှိတယ် Vietnam ကြီးမဲ့သူ Vietnam 1980မှာသူဘာလုပ်ခဲ့လဲပြန်ပြီးလေ့လာကြည့်မယ်ဆိုရလို့ပဲဆိုတော့သူ punishment လုပ်တဲ့ခါကြတဲ့ခါကြတော့မှတ်လောက်အောင်ဆုံးမမယ်ဆိုတဲ့တရုတ်မှာအဲ့လို policy ရှိပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကအခြေအနေကိုကြည့်မယ်ဆိုရင် ကျုပ်ရဲ့ policy ကမြန်မာပေါ်မှာစိတ်ကောင်းစီဘက်မှလည်းမရှိဘူးဒီဘက်မှလည်းမရှိဘူးနေပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့လာရှိုးကြပေးတဲ့အချိန်မှာတော့အဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးမရောက်လည်းဘက်ကနဲ့တရုတ်ဘက်ကတရုတ်တရုတ်ကဘလောက်ထိလိုက်လျော့ရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်မျက်မျက်ထင်ရှားအကုန်တွေးရမယ်နော်တရုတ်နှစ်တကူးနေကိုအလားအစိုးရရုံးပိတ်ရပြတ်မှတ်ပေးတဲ့ဟာတွေကအစပေါ့နော်တရုတ်ကဒီကြောက်ဖြစ်မှသွားမဲ့ ကြောက်ပြီးမှလုံညိုရေးတက်တဲ့ထားဖို့ကိစ္စတွေအကုန်လုံးမြန်မာဘက်ကပြန်ပြီးလိုက်လို့ပေးရတယ်ပေါ့နော်မြန်မာစစ်ကောင်စီကလိုက်လို့အတန်းဆွေအချိန်ချိန်သွားပြီးဒူဖက်ခဲ့ရတယ်လည်းရှိမှာရှိပါတော့နော်ဆိုတော့အဲ့ခိတ်ကိစ္စတွေကိုကြည့်မယ်ဆိုရင်တော့ရှင်းပါတယ်ဒီလာရှုကိစ္စမှာသူမဟာမိတ်သူမဟာမိတ်လုပ်ထားတဲ့ရုရှားတို့ဘယ်လာရုစ်တို့မကူနိုင်ဘူးတကယ်တော့ဒီကိစ္စအလုံးတကယ်လာပြီးကူနိုင်တာကတရုတ်ပဲဖြစ်တယ်ဒါကြောင့်သူတရုတ်ကိုပြန်ပြီးဒူးထောက်ရတယ်လို့ကျွန်တော်တို့ကမြင်ပါတယ်နောက်တစ်ချက်ကငလင်လောက်တဲ့အချက် ်ငလင်းမှာဟာအိန္ဒိယတို့တရုတ်တို့ဟာရုရှားတို့စင်ကာပူတို့ထိုင်းတို့အင်ဒိုနီးရှားတို့အားလုံးမလေးရှားတို့အကုန်ဝိုင်းပြီးကူတော်လဲပဲတရုတ်ကငလင်းကိစ္စမှာယွန်1ဘီလီယံခရစ်ပေးတယ်ကုမယ်ဆိုပြီးတော့အဲ့ဒါဒေါ်လာတန်ပေါင်း130ကျော်ရှိတယ်ဒါသူကအကြီးဆုံးအမောင့်ကိုသူကပေးတာဒီနိုင်ငံတွေထဲမှာဆိုရင်ဆိုတော့ဒါအောင်တစ်ခုတည်းနဲ့ကြည့်မယ်ဆိုရင်လေတရုတ်ကမြန်မာပေါ်မှာဘလောက် leverage ရှိတယ်ဘလောက်ဩဇာရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့နေရ ဒီစစ်တပ်ပေါ်မှာပေါ့နော်နောက်တစ်ခုကဒီဟန်နိုဗာလို့ခေါ်တဲ့လာရှုပြန်ပို့မဲ့ကိစ္စမှာလည်းဂျွန်လာအထိဂျွန်လာမှာလုံမယ်လို့အားလုံးသဘောတူထားပြီးသားလို့ကျွန်တော်တို့နားလည်ထားတယ်အခု April ကိုသူတို့ရွှေ့သွားတယ်ရှေ့ကိုရွှေ့သွားတယ်ဘာလို့မြင်ရလဲဆိုတော့ငလင်ကြောင့်အားလုံးငလင်ကိုအအောင်ဆိုင်နေတဲ့အချိန်မှာတကယ်ကနောက်ကနေတက်တုပ်ရိုက်ပြီးဒီကိစ္စအမြင်သူတွန်းတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်တွေ့ရတယ်တကယ်ဆိုလို့ရှိရင် ဟုတ်လားဒီဒီပြဿနာတွေရဲ့တိုင်းပြည်ဒီလိုဖြစ်နေရတဲ့ပြဿနာတွေရဲ့အရင်းခံတရားခံအဓိကတရားခံစစ်တပ်ဖြစ်တယ်ပေါ့လေဆိုတော့စစ်တပ်ကဒီလိုတိုင်းပြည်ကြောက်ထဲကိုကြစေမဲ့အလုပ်ကိုစလုပ်ခဲ့တဲ့ဒီအာနာသိမ့်တဲ့ကိစ္စကိုဒီအတ္တမအာနာသိမ့်ခဲ့တဲ့ကိစ္စကိုဘာလို့မတားမြစ်ခဲ့တာလဲပေါ့မြန်မာနိုင်ငံကတကယ်လို့သာတရုတ်ကငြိမ်းချမ်းစေခြင်းနဲ့စန္ဒာရှိခဲ့တဲ့ဆိုလို့ရှိရင်ဘာလို့မတားမြစ်ခဲ့တာလဲနောက်တစ်ခုကပြည်သူတွေကိုလက်နက်အားကိုးနဲ့ဟလာဒီတက်ဖြတ်နေအကြမ်းဖက် လုံရက်တွေရောဘာလို့အတန်မထွက်ခဲ့တာလဲဘာကြောင့်ဒီလိုအခြေအနေချိန်ခါမျိုးမှဒီငញ្ញံရေးဆိုတဲ့ကောင်းစဉ်နဲ့လုတ်ခဲ့တာလဲပေါ့ဒါလဲစိတ်ဝင်စားစရာကောင်းမှတင်ပါဟုတ်ပါတယ်ကျွန်တော်နောက်ကိုပြန်သွားစင်တယ်ပါလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာကျွန်တော်တရုတ်နဲ့ဆက်ဆံရေးအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့သူတို့ဂရီးပြုတ်ခဲ့တယ်ဂရီးပြုတ်ခဲ့တယ်တည်လက်တည်ဆောက်နိုင်ခဲ့တယ်တရုတ်တရုတ်မြန်မာတန်တမန်ဆက်ဆံရေး290ပြည့်တဲ့အချိန်မှာလဲတရုတ်သမ္မတကြီးကိုယ်တိုင်ကမြန်မာနိုင်ငံကိုလာခဲ့တယ်2020မှာ ဆိုတော့2015မှာဆိုတော့ဒေါ်စန်းစုကြည်ရွေးကောက်ပွဲမသွားခင်အချိန်မှာဝယ်တရုတ်သမ္မတကြီးကိုယ်တိုင်ကတွေ့ဆုံခဲ့တာရှိတယ်။ဒေါ်စန်းစုကြည်ရဲ့တရုတ်ကိုချင်းကပ်တဲ့ပုံစံကပို့ပြီးတော့ pragmatic ဖြစ်တဲ့လက်တွေ့ကြတယ်။မိမိအချိုးစည်းဝါးပုံမှာနိုင်ငံရဲ့အချိုးစည်းဝါးပုံမှာမိတည်ပြီးတော့သူတည်ချတာတည်ဆောက်နိုင်တယ်ပေါ့နော်။ဆိုတော့အိန္ဒိယနိုင်ငံဆိုတာရွေးချယ်ပိုင်ခွင့်မရှိဘူး။သူနဲ့အကောင်းဆုံးဆက်ဆံရတည်ဆောက်အောင်မယ်ဆိုတာမျိုးဒီဒေါ်စန်းစုကြည်တို့ကအဲ့ဒေါ်စန်းစုကြည်အဲ့ဒါကိုပြောခဲ့တယ်ပေါ့နော်။ဒါပေမဲ့ ခုနကျွန်တော်ပြန်ပြောချင်တာကအဲ့ဒါပဲတရုတ်စန့်ကျင်ယူအကြီးကျယ်လှုပ်သွားခဲ့တာကမရောက်နိုင်ဦးစီးတဲ့မြန်မာစစ်တပ်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောတာဆိုတော့ပြီးခဲ့တဲ့နှစ်2024ဩဂုတ်လမှာဒီတရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကထိုင်းနိုင်ငံခီးစဉ်တစ်ခုမှာပေါ့လေအဲ့တော့နိုင်ငံသားရေးဝန်ကြီးတွေတွေ့ကြတယ်တရုတ်လာအိုလာဒီထိုင်းနဲ့မြန်မာတို့တွေ့ကြရတဲ့ပွဲမှာသူကပြောခဲ့တာရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ချမှတ် ဟိုလိုက်နာရမယ်စီ3စီဆိုပြီးပြောခဲ့အဲ့ထဲမှာလာတတိယစီတစ်ခုပါတယ်အဲ့တတိယစီရပါလဲဆိုတော့ဒီမြန်မာနိုင်ငံရေးမှာပြည်ပနိုင်ငံတွေကဝင်ရောက်ဆက်ဖက်ခြင်းမပြုရဆိုပြီးတော့ပြောခဲ့တာရှိရဲ့ဆိုတော့အခုလက်ရှိအခြေအနေနဲ့ကြည့်မယ်ဆိုရင်လာရှုဖြစ်စင်ပါဗျာလူလူကိုယ်တိုင်ကြီးဝင်ပြီးတော့စီမံကုကဲနေတဲ့အခြေအနေပေါ့ဆိုတော့ဒါကလက်တွေ့မကြဘူးပေါ့နော်သူကိုယ်တိုင်သူတို့ပြောတဲ့စီ3စီကိုသူကိုယ်တိုင်ချိုးဖောက်တယ်ဆိုတာပေါ်တင်ကြီးဖြစ်နေတယ်လို့ပြောလို့မရဘူးလားအဲ့တော့အဲ့လိုဆိုရင်တော့ တရုတ်ကရောမြန်မာကိုနိုင်ငံတစ်ခုအနေနဲ့မြင်သလားဒါမှမဟုတ်သူ့ရဲ့ပြည်နယ်တစ်ခုအနေနဲ့မြင်သလားဆိုတာပြန်ပြီးမေးခွန်းထောက်အောင်ဖြစ်သွားတာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ဒီဒီလာရှို့ကိုပြန်ပြီးတော့လွှဲတဲ့ကိစ္စမှာတရုတ်နိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအထက်ပြီးတော့တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံပေါ်မှာ interfere မလုပ်ပါဘူးကြောင်းဝင်ဆွတ်ဖတ်မှုမရှိပါဘူးဆိုပြီးတော့သူပြောရဲပေါ့နော်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း3-50မှာရှိတယ်မြန်မာတမန်အောင်ပြန်ကြည့်မယ်ဆိုရင် မြမအရေးမှာတကယ်ဂျာမန်စွဖတ်မှုအများဆုံးနိုင်ငံဘယ်နိုင်ငံလဲလို့ကြည့်မယ်ဆိုရင်တရုတ်နိုင်ငံပဲဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်1980ကာလတွေ1960 90 80ကာလတွေပြန်ကြည့်ပါဟုတ်လားတရုတ်ရဲ့လှေနဲ့နှစ်ဖက်နင်းထားတဲ့ policy တွေအဲတန်းကြီးထဲမှာရှိလက်နက်ကင်အဖွဲ့တွေပေါ်မှာသူလက်နက်ပေးပြီးတော့အဲတော့ကဦးနေဝင်းစိုးရဆိုတာကိုဖြုတ်ချဖို့စူးစမ်းခဲ့တာတွေကျွန်တော်တရုတ်ကအများနဲ့မြန်မာပြည်ရဲ့အရေးမှာအများနဲ့ဂျာဝင်စွဖတ်ခဲ့တယ်လို့ကျွန်တော်တို့ ကျွန်တော်တို့ပြောပြောလို့ရပါတယ်။သူပြောချင်တာဝန်ကြီးပြောချင်တာတခုတော့ဖြစ်ဖြစ်မှာပေါ့။ငါတို့ကတော့ဝန်ရောက်စုဖက်မယ်။ဆယ်နှစ်နိုင်ငံကြီးကဝန်ရောက်စုဖက်စရာမလိုဘူးဆိုတဲ့သဘောမျိုးလို့ကျွန်တော်တို့ပူတော်ယူလိ။ဘာကြောင့်လဲဆိုတော့မြန်မာပြည်ကတရုတ်ပြည်ရဲ့ satellite state လိုမျိုးဖြစ်နေတာပေါ့။သူက province ကိုလိုဖြစ်နေတာ။အဲ့ဒါပေါ့။သူပြောတဲ့ sea ဆိုတာကတော့သူတို့ကလွှဲရင်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။အဲ့လိုဖြစ်သွားတယ်လို့ပြောလို့ပြောလို့ရပါ။အဲ့ဒါကြောင့်ဒီနေ့ဒီချိန်ဒီစက်ကောင်စီကဘုံကျဲတယ်ပြည်သူတွေကိုတတ်ဖြတ်တာတွေရှိတယ်တိကျကဘာတစ်ခုမှဝင်ပြီးပြောတာမျိုးမရှိဘူး ဲ့တော့ဒီဒါကြောင့်လဲကျွန်တော်ဒီနေ့တရုတ်ဆန့်ကျင်ရေးတွေပို့ပြီးတော့လူလူကြားထဲမှာပို့ပြီးတော့များလာတယ်။အတောင်လိုင်းအုပ်စုတွေထဲမှာလည်းတရုတ်ကပေးတဲ့ဒီရှောင်းလင်းကျောင်းဆရာကြီးပေးတဲ့သင်တန်းတွေပေါ့လက်ဆင်တွေပေါ့နော်။သင်ခန်းစာတွေကိုပို့ပြီးတော့လေ့လာခွင့်ရနေတယ်လို့ပဲကျွန်တော်တော့မြင်နေ။နောက်ပြီးတော့နိုင်ငံရေးကောင်းဆောင်တွေပြောခဲ့တယ်လို့ပေါ့။ကျွန်တော်တို့ကအိန်းနေချင်းကိုရွေးချယ်ခွင့်မရှိတော့ဘူးဆိုတော့ဒီအိန်းနေချင်းနဲ့ပဲဒီမိုးဒီလေးလူတွေနဲ့ဆက်အောင်ပေါ့။ဘယ်လိုလဲ။ဘောနောဂျေဇူးတင်ပါတယ်။ဂျေဇူးတင်ပါတယ်။ တာကောတာကောဒီနေ့တော့တာကောပေါ့စီစာမင်းနေပေါ့စီစာယူနေမစားတော့တော့ပြေချာอืมไปนานเยอะอืมพาสซีฟได้ดําเยอะတော့พาสซีฟพาสซีฟဆိုတာဘယ်သူနဲ့ပဲပေါင်းပေါင်းဘယ်သူနဲ့ပဲပေါင်းပေါင်းพาสซีฟနဲ့ပေါင်းရင်တော့พาสซีฟတက်တာအဲ့ဒါလေး ညီမညီမတက်ကဒီနော်ဖက်စစ်ဂျပန်ကပညာသင်ခဲ့တယ်တဲ့ဒီနေ့ဂျပန်ဖက်စစ်ဂျပန်လို့ပြောတော့ဒီနေ့ဂျပန်စီကပညာသင်ခဲ့တဲ့ညီမတက်ကဒီနေ့ဒီချိန်ဖက်စစ်တက်လို့ပြောတော့အဲ့တော့ဖက်စစ်နဲ့သွားပေါင်းတဲ့သူလည်းဖက်စစ်ဖြစ်တာပဲကျိုးကလည်းပေါင်းပေါင်း ဆက်အင်းကြီးချမ်းအောင်ပေါ့ပုံဒီဘက်ပေါင်းပေါ့ဟာလာကျော်ရီဘက်ပေါင်းလဲသူလည်းဖက်စင်းနဲ့ပေါင်းဖက်စင်းတော့ဖက်စင်းဖက်စင်းတော့ဖက်စင်းတော့ဒါစဉ်းစားနေ